ဇနီရံကုန်မြေနှဖုံသတင်းဆောင်ကဥစွာတင်ဆက်မဲ့သတင်းကတော့အချင်းချင်းအမည်တူသည်များကိုစူပေါင်းလို့ဆောင်ပြီးအမည်မတူသည်များကိုညှိနှိုင်းဖြည့်ရှင်ကြရမယ်လို့ဒုတိယဘူဇုတ်ကြီးရှာပြီးပြောကြားတဲ့သတင်းဖြစ်ပါတယ်။ မိမိတို့အချင်းချင်းအမြင်တူသည်များကိုစုပေါင်းလှူဆောင်ပြီးအမြင်မတူသည်များကိုညှိနှိုင်းဖြစ်ချင်းကြရမှာဖြစ်ကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နေဆက်ရေးအောင်ဝင်စီဌာနပြည်တော်စုဝင်စီအမျိုးသားစီလုံးညီညွတ်ရေးနှင့်ညီညွတ်ရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီရုပ်ကထာဒုတိယဘူဇိုကြီးရှာပြီးကဇော်လာ25ရက်နေ့နာပိုင်းတွင် နေပြည်တော်ရှိမင်္ဂလာသီရိဟိုတယ်ခမောင်းရင်ကျင်းပတဲ့ညီချမ်းရေးရွေးကောက်ပွဲနဲ့ဖက်ဒရယ်စနေတို့ပေါင်းစည်းခြင်းမှာအေဂျန့်တရားဝါပြောတဲ့နိုင်ငံတော်တည်စီသူ သုံးသက်ဆွေးနွေးပွဲညီချင်ရေးဖိုရမ် Peace Forum 2025တို့တက်ရောက်ပြီးအဖွဲ့အစည်းကပြောကြားစဉ်ထွေသွင်းပြောကြားကြောင်းသိရပါတယ်ပြည်အောင်စုဝင်ကြီးကနိုင်ငံတော်ရဲ့အကျိုးစီးပွားကိုဘုံရီမှန်းချက်အဖြစ်ထားရှိဆောင်ရွက်ရေးဟာအလွန်အရေးကြီးကြောင်းနဲ့ငင်းချင်ရေးလုပ်ငန်းစဉ်အပေါ်အရေးပါသော အကြံဉာဏ်များနဲ့အကူအညီများပေးနိုင်တဲ့နိုင်ငံတကာမှမိတ်ဆွေများပူးပေါင်းပါဝင်လာရေးဟာလည်းငင်းချင်ရေးဖြစ်စဉ်အတွက်အကြီးမားတဲ့အထောက်အကူတစ်ခုဖြစ်ကြောင်း ရခုနှစ်ကုန်တွင်ကျင်းပမယ်လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတရက်အောင်မြင်စွာကျင်းပနိုင်ရေးရွေးကောက်ပွဲမတိုင်မီနဲ့ရွေးကောက်ပွဲအလွန်အမျိုးသားပြန်လည်သင်မြန်ရေးနဲ့ငင်းချင်းလုပ်ငန်းစဉ်များကိုအကောင့်ထည့်ဖို့နိုင်ရေးအတွက်အပြန်အလှန်ယုံကြည်မှုများတည်ဆောက်ပြီးလက်တွေ့ကြတဲ့နေပြူဟာများကိုဖိုရန်တွင်ဖော်ထုတ်နိုင်ကြရမယ်လို့ယုံကြည်ထားတဲ့အပြင်တန်ဖိုးမဖြတ်နိုင်တဲ့အကြံဉာဏ်ကောင်းများထွက်ပေါ်လာနိုင်မယ်လို့ယုံကြည်မျှော်လင့်ကြောင်း ငင်းချမ်းရဲ့ဖိုရန်ရဲ့စာမုပ်ဖြစ်တဲ့ငင်းချမ်းရဲ့ရွေးကောက်ပွဲနဲ့ဖွံ့ဖြိုးတိုးတက်ရေးတို့ပေါင်းစည်းခြင်းမှာအေဂျန်တာယာဝါပြောတဲ့နိုင်ငံတော်အသစ်စီတို့နဲ့အညီငင်းချမ်းရဲ့တည်ဆောက်မှုနဲ့လွတ်လပ်ပြီးတရားမျှတသောပွင့်လင်းမြင်သာတဲ့ရွေးကောက်ပွဲများမှတစဉ်စီလုံးညီညွတ်ပြီးဖွံ့ဖြိုးတိုးတက်တဲ့မြန်မာနိုင်ငံတော်တည်ဆောက်ရင်အတွက်လိုအပ်သောအခြေခံအုံမြင့်များခိုင်မာလာစေရို့အတွက် မိကဲ့သို့ဆောင်ရွက်သင်သည်များကိုလေ့လာဆန်းစစ်ပြီးပြည်သူကိုဗဟုပြုသောခိုင်မာတဲ့လမ်းကြောင်းများကိုဖော်ထုတ်ကြရမှာဖြစ်ကြောင်း မိမိတို့နိုင်ငံရင်ဆိုင်နေရတဲ့စင်ခေါ်မှုများချင်းချမှုများကိုဖြေရှင်းနိုင်ရန်အတွက်စူပေါင်းအဖြေရှာဖော်ထုတ်ကြရမှာဖြစ်ကြောင်းမိမိတို့ရဲ့စံနာအကျိုးစီးပွားထက်ပြည်တော်စုနဲ့တိုင်းရင်းသားပြည်သူများအားလုံးရဲ့အကျိုးစီးပွားကိုရှေ့ရှုပြီးစည်ရင်းစေတနာမှန်ကန်စွာဖြင့်ကိုယ်စွမ်းညံစွမ်းရှိသရွေကျူပန်းဆောင်ရွက်ပေးကြရန်တိုက်တွန်းနှိုးဆော်ကြောင်းဖြင့်ပြောကြားတယ်လို့သိရပါရဲ့ရှင်။ ဆလတ်တင်ဆက်မဲ့တဲ့ရင်ကတော့ငြိမ်းချမ်းရေးဖိုရမ် Peace Forum 2025ဒုတိယနေ့ဆလတ်ကျင်းပတဲ့တဲ့ရင်ဖြစ်ပါတယ်။ငြိမ်းချမ်းရေးရွှေကောက်ပွဲနဲ့ Federal Senate ပေါင်းစည်းခြင်းမှာအေဂျန်တာယာဝါပြောတဲ့နိုင်ငံတော်အသစ်စီတို့တုံ့တက်ဆွေးနွေးပွဲငြိမ်းချမ်းရေးဖိုရမ် Peace Forum 2025ဒုတိယနေ့ကိုဇွန်လ26ရက်နေ့ပိုင်းကနေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်တွင်ဆလတ်ကျင်းပကြောင်းသိရပါတယ်။ အဆိုပါပွဲငင်းချမ်းရေးဖိုရမ် Peace Forum 2025ဒုတိယနေ့တွင် နိုင်ငံတော်ရဲ့ပကတိအခြေအနေများနဲ့ရွေးကောက်ပွဲရဲ့အရေးပါမှုခေါင်းစဉ်နဲ့လွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲကျင်းပပြီးဥပဒေနဲ့အညီလွှတ်တော်ဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်သင့်သောအစီအမံများဟုတဲ့ခေါင်းစဉ်တို့ကိုအဖွဲ့နှစ်ဖွဲ့ခွဲကဆွေးနွေးကြကြောင်းသိရပါရရှင်။ နောက်ဆုံးနေဆက်မဲ့တဲ့ရင်ကတော့မြန်မာနိုင်ငံရှိကမ်းလွန်လုပ်ကွမ်းများနဲ့စွမ်းအင်ခန်းနာတွင် လာရောက်ရှင်နှီးမြုံနှံရေးကိစ္စရဲများမြန်မာ UAE ဆွေးနွေးတဲ့တဲ့ရင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိကမ်းလွန်လုပ်ကွမ်းများနဲ့စွမ်းအင်ခန္ဓာတွင် လာရောက်ရှင်းနေမြုံနယ်ရှိကိစ္စရများမြန်မာ UAE ဆွေးနွေးခဲ့ကြောင်းသိရပါတယ်။ဇူလ24ရက်ကစွမ်းအင်ဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဦးကိုကိုလွင်ဟောပြည်တော်စုသမရမြန်မာနိုင်ငံဆိုင်ရာ RS ဆိုပါများပြည်တော်စုနိုင်ငံအမကြီး Mr. Moses Abdullah Abdul Jalil Muhammad Al Fanhi ဟောနေပြည်တော်ရှိ စွမ်းအင်ဝင်ကြီးဌာနရှင်နသာခမ်းမာတွင် လက်ခံတွေ့ဆုံစဉ်အခုလိုဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်။ တွေ့ဆုံစဉ်မြန်မာနိုင်ငံရှိအလားအလာရှိပြီးအမခန့်ချက်ကောင်းမွန်တဲ့ကမ်းလှုပ်လှုပ်ကွက်များတွင် RS ဆိုပါများပြည်တော်စုနိုင်ငံမှလာရောက်ရှင်နေမြုံနေရှိ RS ဆိုပါများပြည်တော်စုနိုင်ငံနဲ့မြန်မာ UAE စီးပွားရေးနဲ့နေပညာပူပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်နဲ့မြန်မာ UAE ရှင်နေမြုံနေမှုတို့မြင်ရှိနေအကာအကွယ်ပေးရေးသဘောတူစာချုပ်များကိုနိုင်ငံရှင်နေမြုံနေမှုနဲ့စီးပွားဆက်သွယ်ရေးအတွက်ချုပ်ဆိုရေးမြန်မာ UAE နိုင်ငံတို့အကြားရှင်နေမြုံနေမှုနဲ့စီးပွား ွားဆက်သွဲဆောင်ရွက်မှုများမြင့်တင်နိုင်ရေးနှစ်နိုင်ငံစွမ်းအင်ကဏ္ဍအပြင်အခြားစီးပွားရေးကိစ္စရပ်များတွင်လည်းပူးပေါင်းဆောင်ရွက်သွားရေးထူးနှင်ဆက်လင်းပြီးဆွေးနွေးကြကြောင်းသိရပါပါတယ်ရှင်။